ီနေ့မှာတော့ခွဲရတာစဉ်သူဖြစ်နေတဲ့ထိုင်းစကားလုံးလေးလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတော့ကျွန်တော်အင်ကြီးပေါ့နော်အင်ကြီးခက်ကြတော့ထိုင်းလို့ခေါ်တာကစືအစືအစືအနော်ဒါအင်ကြီးနောက်တစ်ခုခက်ကြတော့ကျော်ကြာကြာကိုခက်ကြတော့စືအစືအစືအအဲ့ဒါကကြာခေါ်ပါတယ်နောက်တစ်ခုခက်ကြတော့ကျွန်တော်တို့ဒီဝဲတာပေါ့နော်ဇီးဝဲတာကိုပြောမှဆိုရင်စືစືစືလို့ပြောလို့ရပါတယ်အဲ့ဒါကဇီးခွဲတာဖြစ်ပါတယ်နောက်တစ်ခုလည်းကျတော့ကျွန်တော်ဖြះပါတော့ ဖြာခလဲကြတော့ဆືဆືဆືเนาะဒါဖြာပထမဆုံးခလဲကြတော့ကျွန်တော်ကဆືဆືဒါကအင်းကြီးနောက်တစ်ခလဲကြတော့ဆືဆືဒါကကြာအနောက်တစ်ခုလဲကြတော့ကျွန်တော်တို့ဆືဆືဒါကကျော်ဈေးဝယ်တာနောက်တစ်ခုလဲကြတော့ကျွန်တော်ဒီဆືဆือ เสือ เสือก็จะတော့จะเผาပြောတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီကော်โซပြောခြင်းနဲ့ဆိုရင်เสือน้ํามันတို့ခေါ်တယ်เนาะ เสือน้ํามัน โอเคဒီวิดีโอไฟเนาะဒီလောက်ပါပဲကျွန်တော်တို့နောက်နေ့မှပြန်တွေ့ကြမှာခင်ဗျာ